စူပါယေချက်နဲ့မိုကာစီတော့ဒီဘွဲကဘာမှတိတ်ပြီးတော့ပြောနေစရာမရှိဘူးဗျမိုကာကအဲဝိနဲ့ဘွဲမတွေကမြန်မာပြည်သက်တွေနဲ့ကရှင်နေပေးတာဝိုင်းမှာတောင်းပွဲထိုးထားပြီးတော့နှစ်ပွဲနိုင်ထားပြီးတော့တပွဲကိုအလဲထုံနဲ့ရှောင်းထားတယ်ရက်သေးပိုင်းတတော်လေးကောင်းတယ်ကစ်ပေါင်းစင်ဘက်ကနေမွေထိုင်းဘက်ကိုပြောင်းလာခဲ့တဲ့သူစကားပွဲစီမှလည်းကပတ်တေးရထားဖို့တယ်ခရာဂျီဘက်ဂရောင်းရှိတယ်ဘော်ဒီပိုင်းမာတယ်စိတ်တက်ရှိတယ်နိုင်လို့စိတ်ပြဲချန်တယ်ဒါတွေကမူခါစီလိုနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေတင်းနေပိတာအချက်တွေလို့ထင်ပါတယ် အိုင်းမွေးနယ်ပွဲမှာလည်းနှစ်ခါတော့မှအမှတ်စဉ်ရခဲ့ရအောင်ထိုးထားကြည့်နိုင်ပြီးတော့မှအနိုင်ကနေအရှုံးဖြစ်သွားတော့တတော်လေးတော့မခံမရက်ဖြစ်နေမယ်လို့ထင်တယ်မြန်မာကစားသမားတွေကဂျပန်ဆိုရင်နိုင်ကြတာများပါတယ်အဲ့ဒါကိုလည်းမူကစီတို့ကတိတ်ပြီးတော့မချေနပ်ဘူးဒီဘွယ်ရအောင်လက်စားချိမယ်ကြီးပဲပြောနေတယ်စူပါကြီးချက်ကဝမ်းမှာဆော့တဲ့မြန်မာတွေထဲမှာဆိုရင်အိုက်ဂျိုအတိုင်းသာထိုးကြည့်မြင်ပါတယ်ပွဲတစ်ပွဲကိုလေလာနိုင်တယ်ချင်းကပ်နိုင်တယ်ပလန်ချနိုင်တယ်နာခင်တိတ်နာကိုနာယူတာတွေ့ရတယ်လို့လေလာအားလဲကောင်းတယ် ဆိုလာကစူပါရီဂျက်အတွက်ဝိုင်းကိုစရောက်ထဲကထိုင်းကစားသမားတွေနဲ့ကြီးပဲတွေ့နေရတာပါပရမအောဆုံးပွဲဆူတေ19ရဲ့သားနဲ့သူတို့လိုကိုပဲအနိုင်ပေးတယ်ဒုတိယပွဲဂျန်လိုဘော့ဖျားစုအလဲထုတ်လိုက်တယ်ထိုင်းမယ်နောက်ဆုံးပွဲ15တေဇပ်ပုတ်နေရာကနေပြီးတော့တရုတ်ဆောင်ကပြပေးလိုက်ရတယ်ထိုင်းမယ်အခုပွဲကအဲ့ဒီထိုင်းကျင်းစာကနေပြီးတော့လွတ်လာပြီးတာပရမအောဆုံးဂျပန်နဲ့တွေ့ရတာပါကျွန်တော်ရှစ်ပွဲကြိုတွေမှာအချင်းညာနဲ့ကြည့်ပြီးတော့ပြောပြသားပါဂျပန်ဆိုရင် မျက်နှာဝက်တော့ပါအခုမူကားစီတို့လည်းဘောင်းဆက်စကီတော်တော်လေးနိမ့်နေမယ်အသောမခံနိုင်ဘူးဂျပန်နေရဲ့အားနေချက်ကအလားပဲဗျခိုးချိန်ဒီလေအလားကမှန်နေတော့မယ်စူပါရေချမ်းကလည်းအချမ်းပြတ်ပူကြိုက်တဲ့သူရှင်ဝိုက်ချင်တဲ့သူဒါပေမဲ့တန်းနဲ့ဘွဲကားလိုမျိုးမူကားစီတို့ကိုရှင်ပြီးတော့ဝိုက်လို့မရဘူးအဲမွေးရှင်ဝိုက်တယ်ကြာတာပဲရှင်မှာဂျာလီဘန်နဲ့ရှင်ဝိုက်ခဲ့တယ်ကြာတာပဲဆိုတော့ face to face ထဲကြီးဝိုင်းရဲ့ဂျပန်ရဲ့ဝိုင်းလက်တီးတွေကရေချမ်းတက်ပို့ပြီးတော့တိကျတယ်ပို့ပြီးတော့ပြင်းတဲ့အတွက်ကြောင့်မလို့ကိုယ့်လူအတွက်က risk များတယ်မရင်းတင်ဘူးအောက်ပိုင်းဖြိုဖို့ body night ဖို့ကလည်းတိတ်ပြီးတော့မလွယ်ဘူးအကောင်းဆုံးပလန်ကပတ်စော့ဖို့ပါသူလဲ pressure ကြိုက်ပြီးကိုယ်လဲရင်ထိုးရတာကြိုက်တဲ့သူမလို့တချို့ပိုင်းတွေကရင်းရပါမယ်ဒါကိုရေချမ်းတပိသားလို့ထင်တယ်ပထမချီကိုလေးတာတဲ့ချီဖြစ်တော့မှအဖြောင်းတိုင်းကြီးပဲအမြဲမဝဲပါနဲ့ risk တိုင်းမခံပါနဲ့မူခါစီတို့ကရပ်ပူရှင်မယ် ရစ်ဘိုတာနဲ့ဘယ်ဖြောင်းတဲ့အကွာဝေးတွေကိုတိုင်းတတ်တယ်အတိုင်းမခံနဲ့ဝေးရင်လည်းပတ်ပြီးတော့ပဲဝယ်မှာဒဲမဝယ်မှာနဲ့စိတ်နဲ့ရှိပါသူဒဲဝင်လာရင်လည်း post it ကံပြီးတော့ပြန်ထပါတော့မို့ရားတဲ့နေနဲ့နောက်ကိုပြန်ထပါဒါမှမဟုတ်ဆိုရင်လည်းမရတဲ့အဆုံးမှဆိုရင် click ကိုဆွဲခက်လိုက်ပါမူကစီတော့က click ပိုင်းအဲ့လောက်တည်းမရပါဘူးအဓိက view ဆိုင်ရမှာကအကွာဝေးလုံးဝတိုက်ခတ်လို့မရဘူးဒဲဝင်လို့မရဘူးဒဲမဝိုင်းနဲ့ cyclic analysis ပါဆိုပိုင်းမီချီတော့မှပါပါပန့်ရှေကိုခေါ်ပါ နှစ်အောင်လုံးအတွက်လက်သေးကအဖြေပါရေချမ်းနိုင်ရင်လည်းလက်သေးပိုင်းနဲ့ပဲနိုင်လိမ့်မယ်ရှုံးရင်လည်းလက်သေးပိုင်းနဲ့ပဲရှုံးပါလိမ့်မယ်အဲ့တော့တယောက်ကို50 50အခြေအနေရှိနေတယ်ဘာလို့ကြမလဲတော့မသိဘူးတယောက်ယောက်တော့ကြလိမ့်မယ်ရေချမ်းအတွက်လွယ်ကူနေတဲ့ပြိုင်ပန်းမျိုးတော့မဟုတ်ဘူးအင်းဝီပြားခဲ့တဲ့ punch မျိုးထိအောင်ထိုးနိုင်ရင်တော့ရေချမ်းနိုင်လိမ့်မယ် body လေးအောက်ပိုင်းနဲ့ဖြောဖို့ကိုလောကမစင်စားနဲ့မရဘူး gravity သမားလည်းဖြစ်တယ်ကျော်နဲ့ချင်းဝင်ပိုင်းဒီကထားပြီးတော့အယုံဆိုင်ပြီးတော့ထိအောင်စော့နိုင်ပါလေ ခြုံပြီးတော့ပြန်ပြောရရဲမူကာကကျွန်တော်တို့ရေချမ်းလေးထက်ပေါင်စင်စကေးနဲ့တိကျမှုပိုင်းတာပါတယ်ကိုရီးယားရေချမ်းကမာဂုံပိုင်းနဲ့စပိုင်းတာပါလိမ့်မယ်ဘာမဆိုဖြစ်နိုင်ပါလိမ့်အရင်ထည့်ရလို့အရင်ကြပါလိမ့်မယ်ကံကောင်းပါစေရေချမ်းကြီး